ဒီအပိုင်းထဲမှာတော့အတင်မာစီချိုယောဂရှိရင်ကြောက်ကတ်ကိုဘလို့ကာကွယ်ရမလဲဆိုတာကိုဆွေးနွေးပြီးသွားမှာပါပထမဆုံးအနေနဲ့အသင်းရဲ့သွေးတွင်းစီချိုတဲ့အဆင့်တွေကိုတတ်မှတ်ထားတဲ့အတိုင်းထိန်းထားနိုင်ဖို့သိကြပါစေဒုတိယအနေနဲ့အသင်းရဲ့သွေးပောင်ကိုကောင်းစွာထိန်းချုပ်ထားနိုင်ဖို့သိကြပါစေတတိယအနေနဲ့သင်ခန္ဓာကိုရေတက်လုံလောက်အောင်တောက်တုံးထားနိုင်ဖို့သိကြပါစေစတုထအနေနဲ့မလိုအပ်တဲ့နာကျင်တတ္တာဆေးတွေကိုရှောင်ကျင်ပါ တစ္စမအနေနဲ့တစ္ဆေယဝင်တဲ့အတူတွေးစစ်သက်ခြင်းဥပမာ serum creatinine နဲ့ C twin protein စစ်ဆေးခြင်းတွေကိုအချိန်ကြာကြာစစ်ဆေးပေးနိုင်ပါတယ်။နောက်ဆုံးအနေနဲ့လည်းတင့်အတွက် scope inhibitors ACE inhibitors ဒါမှမဟုတ် warm stool လို့ CWA မျိုးစားတွေတုံးတာပိုကောင်းမလားဆိုတာကိုတစ္ဆေယဝင်တဲ့ဆွေးမိပါ။နောက်ထပ်သတိပေးစကားတစ်ခုပါ။စစ်လိတ်တောက်ခြင်းကိုရှောင်ခြင်းပါ။ကျန်းမာရေးကိုဂရုစိုက်ပါ။